။တင့်ဘဝတလျှောက်ဘယ်တော့မှမစင်းရဲစေမယ့်နီလန်းဆဲကိုဒီနေ့မှာတော့တင့်ဘဝမှာဘယ်တော့မှမစင်းရဲစေမယ့်နီလန်းဆဲကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည့်သက်ကြီး Vibes ပညတ်တော်၁၀ပါးအကြောင်းကိုကြားဖို့မယ်လို့ထင်ပါတယ်။ဒီပညတ်တော်၁၀ပါးကနေချမ်းသာစေမယ့်နီလန်းတွေစွန့်စားအောင်မြင်နိုင်မယ့်နီလန်းတွေကိုလမ်းပြပေးထားတာကိုတွေ့ရပါတယ်။ဒီပညတ်တော်၁၀ပါးလို့ပဲအခုတင်ဆက်ပေးသွားမယ်။ဘဝမှာဘယ်တော့မှ မစင်းရဲစေမယ့်အချက်၁၀ချက်ကိုကြည့်ပြီး ်တင့်ဘဝရွှေရောင်အနာဂတ်ကိုဖန်တီးလိုက်ကြရအောင်ဒါဆိုရင်ဒီအချက်တွေဟာဘာတွေလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြအောင်နော်နံပါတ်1အလအပပစ္စည်းဥစ္စာတွေအပေါ်မှာတိတ်ပြီးတက်မှတ်ဆွဲလန်းစိတ်မထားပါနဲ့အားလုံးသိကြတဲ့အတိုင်းဒီနေ့ခေတ်မှာဆိုရင်အွန်လိုင်းပေါ်ကပစ္စည်းမာတာတို့ delivery ပေးပို့တာတို့ပြီးတော့ဘေးပတ်ဝန်းကျင်မှာလည်းလိုချင်စရာပစ္စည်းတွေဟာအလွန်များပြားနေတာကိုတွေ့ရပါတယ်ဥပမာ မလိုအပ်ဖဲဖုန်းအသစ်ဝယ်တာတို့ဂိမ်းမင်းလက်ပ်တော့ဝယ်တာတို့ဆိုငွေကုန်ကြေးကြအများကြီးဖြစ်စီမှာပါတခြားမလိုအပ်တဲ့ပစ္စည်းတွေကိုပတ်စံနေအများကြီးကုန်ကြခံဝယ်လဲမလိုအပ်ဖဲအပူဖြုံးတယ်လို့ဖြစ်နေမှာသိကြပါတယ်ဒါကြောင့်ပတ်စံကိုမလိုအပ်တဲ့နေရာမှာအများကြီးမတုံးမဲငွေကိုစနစ်တကျစီမံခန့်ခွဲဖို့လိုအပ်ပါတယ်အမေရိကန်အခြေစိုက်ယင်းနီမြုံနံမှုလုပ်ငန်းရှင်တထေကြီးဝါရန်ဘက်ဖက်ကတော့အားလုံးသိကြမှာပါသူဟာ2014ခုနှစ်ကတည်းက ကာဒီလက် XDS ကားကို2023ခုနှစ်အထိမပြောင်းမဲစီးခဲ့တာပါတနှစ်ကိုမိုင်ပေါင်း3500မောင်းနေနိုင်တဲ့အပြင်အဲ့လိုကားကိုမပြောင်းမဲစနစ်တကျစီးခဲ့တာကြောင့်ပက်ဆန်လည်းအပူမကုံတဲ့အပြင်အခြားနေရာတွေမှာယင်းနှမြုံနံလို့ရမှာဖြစ်ပါတယ်သူဟာတလောက်ကိုဒေါ်လာ900ကနေ1000အထိတဖြည်းဖြည်းချင်းစီစုသွားပြီးယင်းနှမြုံနံဖို့တိုက်တွန်းထားပါတယ်နံပါတ်1 မကောင်းတဲ့အလေးအကျင့်တွေကိုမမွေးမြူပါနဲ့တဲ့မှာမကောင်းတဲ့အလေးအကျင့်တွေရှိပါကအ мян ဆုံးဖယ်ထုတ်ပြီးကောင်းတဲ့အလေးအထတွေကို ပြန်လည်မွေးမြူဖို့ကြိုးစားတဲ့မှာအာရှမှာအချမ်းသာဆုံးတထည်ကြီးမူကက်အမ်ဘာနီကို ပေးတက်ကြီးတိလောက်မှာပါ သူဟာအမေရိကန်ဒေါ်လာဘီလီယံ100လောက်အထိချမ်းသာကျွယ်ဝတာဖြစ်ပါတယ်သူမှာအခြားစိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်အမ်ဘာနီဟာအရက်သေးစားကိုလုံးဝရှောင်ကျဉ်ထားတဲ့လူတစ်ယောက်ဖြစ်ပါတယ် သူဟာအရက်ကို လုံးဝအနက်မခံနိုင်ဘူးလို့သိရပါတယ်။အန်ဘာနီဟာကဘာဘဝဈေးအကြီးဆုံးအမေရိကန်ဒေါ်လာ54တန်တန်ဖိုးရှိရမကတွေကိုဝယ်တောက်လို့ရတဲ့ဘီလီယံနာတထည်ကြီးတဦးလည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာပတ်စံကိုအကျိုးမရှိတဲ့တေးီတေးရက်တွေမှာမတုံးပဲအခြားရင်းနှီးမြှုပ်နှံရေးမှာတွင်ကျဲစွာအတုံးချတာဖြစ်ပါတယ်။အရက်တွေငူးရစ်ဆေးဝါးတွေဘိတ်တောက်တာတွေဟာ ပက်ဆန်ကိုရေမြောင်းဖောက်တယ်လို့အလွန်အကျွံစီးဆင်းသွားမှာဖြစ်တာကြောင့်လက်လွတ်စပယ်မတုံးကြဖို့တတိပေးထားပါတယ်။အဲ့လိုအရာတွေမှာမတရားတုံးဆွဲနေမဲ့အစားအခြားအကျိုးရှိမဲ့တနေရာမှာအတုံးချဖို့အကြံပြုတိုက်တွန်းထားပါတယ်။နံပါတ်3မလိုအပ်ဖဲအချိန်တွေအများကြီးမဖြုံးပါနဲ့။မလိုအပ်ဖဲဆိုရှယ်မီဒီယာအသုံးပြုတာတွေဂိမ်းဆော့တာတွေမှာ အချိန်အများကြီးမဖြုံးပါနဲ့။အမေရိကန်လူမျိုးတွေဟာတနေ့မှာဆိုရှယ်မီဒီယာကိုနှစ်နာရီခွဲလောက်ပဲအသုံးပြုကြပါတယ်။ တနေ့ကိုနှစ်နာရီခွဲလောက်ပဲတုံးလာတော့တလောက်85နာရီလောက်အချိန်ကုန်သွားတာဖြစ်ပါတယ်လူတွေတော်တော်များများဟာတနေ့တနေ့ဆိုရှယ်မီဒီယာမှာပဲအချိန်တွေကုန်နေကြတာဖြစ်ပါတယ်ဆိုရှယ်မီဒီယာမှာအချိန်ကုန်နေမဲ့အစား content writer အဖြစ်အသက်မွေးဝမ်းကြောင်းပြုတ်ပြီးကိုယ့်အတွက်အကျိုးအမြတ်များမဲ့အရာတစ်ခုကိုဖန်တီးတင်ပါတယ်နောက်ဆုံးကုတ်တီရေးဆွဲတာတွေဘာသာစကားတစ်ခုခုလေ့လာတာတွေပြုလုပ်ပြီးဘဝဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်တင်ပါတယ်ကိုယ့်အတွက်အကျိုးရှိတာတစ်ခုခုလေ့လာပြီး ဝင်ငွေတွေအများကြီးရအောင်ကြိုးစားကြဖို့အကြံပြုတိုက်တွန်းထားပါတယ်။နံပါတ်၄ရည်မှန်းချက်မရှိတဲ့လူတွေနဲ့မိတ်ဆွေမဖွဲ့ပါနဲ့။ဒါကတော့အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။ကိုယ်အနီးအနားပတ်ဝန်းကျင်ကရည်မှန်းချက်မရှိတဲ့လူတွေနဲ့ဝေးဝေးမှနေပြီးမိတ်ဆွေမဖွဲ့ကြဖို့တိုက်တွန်းထားပါတယ်။ချမ်းသာတဲ့လူနဲ့မိတ်ဆွေဖွဲ့ရင်ချမ်းသာမဲ့နီလန်ရရှိနိုင်တယ်လို့ပညာတတ်တဲ့မိတ်ဆွေဖွဲ့ရင်ကိုယ့်အတွက်အကျိုးအမြတ်တွေအများကြီးရရှိလာနိုင်မှာပါ။တန်ခါနာနီးတန်ခါ မုတ်ဆိုးနာနီမုတ်ဆိုးဆိုတဲ့အတိုင်းမိတ်ဆွေကောင်းနေနဲ့မိတ်ဆွေဖွဲ့ရင်ကိုယ့်အတွက်အကျိုးအမြတ်တွေအများကြီးရရှိလာမှာဖြစ်ပါတယ်ချွေချွေတာတာချိုးချိုးချမ်းချမ်းတုံးဆွဲပြီးမိတ်ဆွေကောင်းနေနဲ့မိတ်ဆွေဖွဲ့ပြီးအတွေ့အကြုံ အခွင့်အလမ်းများစွာရရှိအောင်ဆောင်ရွက်ဖို့အကြံပေးထားပါတယ် Virgin Group ကိုတည်ထောင်သူ Richard Branson အင်တာဗျူးတစ်ခုမှာပြောကြားချက်အရအောင်မြင်မဲ့လူတွေဟာဘေးနားပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့အများကြီးသက်ဆိုင်ပါတယ်ဒီမှန်းချက်မြင်မာတဲ့လူတွေ တင်းကိုကူညီပံ့ပိုးပေးမဲ့လူတွေနဲ့အနီးဆုံးမှနေပြီးဘဝအောင်မြင်မှုတက်လန်းကိုအများကြီးရောက်ရှိအောင်ကြိုးစားသွားဖို့ရစ်ချက်ကအကြံပြုထားပါတယ်။နံပါတ်၅လက်ရှိအခြေအနေကိုအပြစ်မတင်ပါနဲ့။လက်ရှိမိမိဘဝဖြစ်တည်နေတဲ့ဘဝအခြေအနေကိုဘယ်တော့မှအပြစ်မတင်ပါနဲ့။စတီးဗ်ဂျော့ပြောကြားချက်အရကိုကာကိုလာဘူးကုန်လေးတွေရောင်းပြီး900ခန့်နှုန်းလောက်တဖြည်းဖြည်းစုသွားရင်းကနေနောက်ဆုံးဒေါ်လာထရီလီယံချီတဲ့ကုမ္ပဏီကြီးဖြစ်လာအောင်ဖန်တီးလို့ရတယ်လို့အားပေးထားပါတယ်။ ဆုံးရှုံးမှုတွေကိုတွေးပြီးခံစားနေမယ်အစားဘဝအတွက်အကျိုးအများကြီးဖြစ်လာစေနိုင်မယ့်အရာတွေကိုအာသွန်ခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်တဲ့လို့ဆိုပါတယ်။မွေးစားကလေးတစ်ယောက်ဟာမိဘအရင်မရှိဘူးဆိုပြီးစိတ်ပြတ်အားငယ်နေမယ့်အစားဘဝကိုအကောင်းဆုံးကြိုးစားပြီးချမ်းသာတဲ့တထေးတူဖြစ်လာအောင်ဆောင်ရွက်နိုင်ကြအောင်အကောင်းဆုံးတိုက်တွန်းပြောကြားထားပါတယ်။နံပါတ်6မလို့အဖဲမိသားစုအလို့မလိုက်ပါနဲ့။လူတော်တော်များများမိသားစုဝင်ငွေတွေကိုတိတ်ချစ်ကြပါတယ်။ တချို့မိသားစုတွေကလည်းဘဝအောင်မြင်မှုရရှိရေးအတွက်အဖက်ဖက်ကနေတက်နိုင်သလောက်ပံ့ပိုးကူညီတာတွေလည်းရှိပါတယ်။ပြောချင်တာကတော့မိသားစုတွေကိုချစ်တာကောင်းပါတယ်။ဒါပေမဲ့ဘာမဟုတ်တာတွေနဲ့မွေးနေ့ပွဲတွေလို့ပျော်ပွဲရှင်ပွဲတွေမှာအချိန်ကုန်ပြီးအချိန်ဖြုံးနေမယ်အစားဘဝအတွက်အကျိုးရှိတာတွေလုပ်ပြီးကိုယ့်ဘဝတိုးတက်ရာတိုးတက်လန်းအတွက်ကြိုးစားသင့်တယ်လို့ပြောကြားထားပါတယ်။ပါတီပွဲတွေတက်အပျော်အပါးတွေလုပ်နေမယ်အစား ိုဘွားတက်လန်းကိုလမ်းပြပေးနိုင်မယ်မိတ်ဆွေကောင်းနေနဲ့အပေါင်းအသင်းဖွဲ့ပြီးအောင်မြင်မှုတက်လန်းကိုရှာဖွေသင့်တယ်လို့အကြံပြုထားကြပါတယ်။နံပါတ်9အချိန်မစွဲပါနဲ့။ဆုံးရှုံးသွားတဲ့အချိန်တွေဟာဘယ်တော့မှပြန်မရတာကြောင့်ဤလေးမစွဲဘဲအချိန်မဖြုံးဖို့အကြောင်းကိုအရေးကြီးအခန်းကဏ္ဍကနေတိုက်တွန်းပြောကြားထားတာဖြစ်ပါတယ်။ကိုလိုရမယ့်အလုပ်တွေကိုတနေ့တာအကောင်းဆုံးအစီအစဉ်ဆွဲပြီးကိုတနေ့တာအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့ပြောကြားထားပါတယ်။ ဒီလိုကိုယ့်ရဲ့တနေ့တာကိုစနစ်တကျအချိန်စရားလေးဆွဲပြီးဆောင်ရွက်ပါကိုဟာတနေ့မှာစမတ်ကြပြီးအလို့အကင်တွေကိုစနစ်တကျလောက်ကင်တတ်သူတွေအဖြစ်ကျင်သားရလာမှာဖြစ်ပါတယ်အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ချာလီမန်ကာဟာသူ့ဘဝကိုအသေးအဖွဲလေးတွေအားအစစနစ်တကျအချိန်စရားဆွဲပြီးလောက်ကင်လာတာကြောင့်သူဟာဒေါ်လာ3ဘီလီယံလောက်အထိချမ်းသာကျွယ်ဝလာခဲ့တာဖြစ်ပါတယ်သူ့ဘဝတစ်လျှောက်လုံးတွေးဝေးမနေပဲ အရာအားလုံးစနစ်တကျလေးအကျင့်မွေးမြူပြိုးထောင်လာနိုင်တာကြောင့်တနေ့မှချမ်းသာကြွယ်ဝတဲ့တထိပ်တူဖြစ်လာခဲ့တာပါရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ပြီးကိုယ့်အတွက်အကျိုးအမြတ်ရှိစေမယ့်လုပ်ငန်းစင်တာတွေဆောင်ရွက်ပြီးဘဝကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့ချာလီမန်ကတိုက်တွန်းထားပါတယ်နံပါတ်၈အချိန်အကြာကြီးအပန်းဖြေအနားမယူပါနဲ့လူတော်တော်များများဟာအပျော်အပါးမတ်တယ်လို့အပန်းဖြေအနားယူဖို့အတွက်လည်းအချိန်အကြာကြီးယူလို့ရှိကြပါတယ် အလုပ်တွေပင်ပန်းလွန်းလို့အနှဲငယ်အပန်းဖြေဖို့အချိန်တစ်ခုတော့ရှိသင့်ပါတယ်။ဒါမှမဟုတ်လိုအပ်တာထက်အချိန်ပိုယူလွန်းသွားရင် ထိခိုက်နစ်နာမှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ဝင်ငွေရရှိမှုနည်းသွားမယ့်အပြင်ကုဘဝတက်လန်းတွေကိုပါအများကြီးထိခိုက်သွားနိုင်ပါတယ်။ Tesla ကုမ္ပဏီပိုင်ရှင်ဘီလီယံနာတစ်ထည်းအီလွန်မတ်ပြောကြားချက်အရသူဟာလုပ်ငန်းစတင်တည်ထောင်လာကြတဲ့အခါသူ့အလုပ်သမားတွေနဲ့အတူတသွေးတဲ့တသားတဲ့ဒိုးဒူပေါင်းပတ်စူးစမ်းလာခဲ့တာဖြစ်ပါတယ်။ အချိန်ဆွဲမနေပဲသူ့လုပ်ငန်းအတွက်အကျိုးရှိမဲ့နီးလန်းတွေရှာပြီးအမြဲအားထုတ်ကြိုးပမ်းနေတာဖြစ်ပါတယ်။သူကိုယ်တိုင်ကရှေ့ရနေမမမတ်မတ်ဥဆောင်စူးစမ်းလာတာကြောင့် Tesla ကုမ္ပဏီကြီးဟာကမ္ဘာပေါ်မှာထိတ်တန့်လျက်စစ်ကားကုမ္ပဏီတစ်ခုအဖြစ်ဥဆောင်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။အခွင့်အရေးတွေဟာနေရာတိုင်းမှာရှိနေတတ်တာကြောင့်စူးစမ်းရင်စူးစမ်းတယ်လို့ရနိုင်တာကြောင့်အားလက်ချိန်တွေကိုဖြုံးတီးမနေပဲအကောင်းဆုံးစူးစမ်းအားထုတ်ကြဖို့ Elon Musk ကတိုက်တွန်းထားပါတယ် ။နံပါတ်9အိတ်ဆက်ချိန်အကြာကြီးမပေးပါနဲ့။လူတယောက်အတွက်အိတ်ဆက်အနားယူခြင်းဟာလိုအပ်ပါတယ်။ဒါပေမဲ့လိုအပ်တာထက်ပိုပြီးအိတ်ဆက်အနားယူခြင်းအကြာကြီးမပေးဖို့လေတတိပေးထားကြပါလေ။အလွန်အကျွံအိတ်ဆက်ခြင်းဟာအတားအဆီးများစွာ ဖြစ်ပေါ်စေနိုင်ပါလေ။လုပ်ငန်းခွင်မှာလည်းအနောက်အရွက်တွေဖြစ်ပေါ်နိုင်တယ်လို့ကိုယ့်အတွက်စိုးရိမ်ပူပန်မှုများစွာလည်းဖြစ်ပေါ်စေနိုင်ပါလေ။အိတ်ချိန်များတာက ကြာရင် စိတ်ဖိစီးမှုများစွာလည်းဖြစ်ပေါ်နိုင်ပါလေ။အိတ်လွန်းရင်လည်း ကိုယ့်အတွက်အနှောက်အယှက်တွေအများကြီးဖြစ်ပေါ်နိုင်တယ်လို့စိတ်ထိခိုက်မှုတွေလည်းများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။နာမည်ကျော်ကနေဒါစာရေးဆရာတဦးဖြစ်တဲ့ Robin Sharma ပြောကြားချက်အရကိုယ့်ဘဝအတွက်အကောင်းဆုံးတိုးတက်မှုတွေရကြရင်သူများနဲ့မတူအောင်ကြိုးစားပြီးဘဝအခြေအနေကိုစနစ်တကျစီမံခန့်ခွဲကာအကောင်းဆုံးစနစ်တကျစီမံခန့်ခွဲဖို့တိုက်တွန်းပြောကြားထားပါတယ်။နံပါတ်10ဘယ်အရာကိုမှ မကြောက်ရွံ့ပါနဲ့။သင်ရုံးကန်ရမယ့်အရာတွေ ရှောက်လန်းရမယ့်အရာတွေကိုဘယ်တော့မှကြိုတွေးပြီးကြောက်ရွံ့မနေပါနဲ့ဒီလိုရုန်းကန်ရှောက်လန်းမှုတွေရတဲ့စင်ဘဝအောင်မြင်မှုစီကိုအကောင်းဆုံးရှောက်လန်းရောက်ရှိဖို့ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးရောဘတ်ကီရိုစကီပြောကြားချက်အရာငယ်စဉ်ကတည်းကကိုယ့်ရဲ့သုံးဆွဲမှုအတိုင်းအတာကိုတေချာစနစ်တကျစစ်ဆေးပါဝင်ငွေထွက်ငွေကိုမျှတမှုရှိအောင်ဆောင်ရွက်ပါဒီလိုပတ်စံကိုစနစ်တကျသုံးဆွဲတတ်တဲ့အကျင့်ကောင်းကိုငယ်စဉ်ကတည်းကမွေးမြူထားပါ ဒီအလေးအကျင့်ကိုတေချာလေးဆောင်ရွက်ပေးပါ လုပ်ငန်းခွင်မှာလဲအလေးအကျင့်ကောင်းတွေနဲ့လှုပ်ဆရာရှိတာတွေကိုစနစ်တကျလောက်ကင်ပါကအချိန်ခဏလေးအတွင်းမှာဥဆောင်သူကောင်းတယောက်ဖြစ်လာနိုင်ပါတယ်ဒါရီရနေလဲဝင်ငွေများစွာရရှိဖို့ဆောင်ရွက်ပေးနိုင်မယ့်အပြင်အနာဂတ်အတွက်လဲကောင်းမွန်တဲ့ပံ့ပိုးမှုများစွာကိုလည်းထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်ကျွန်မအင်တာဗျူးတစ်ခုမှာပြောကြားထားပါတယ်ဘဝမှာဘာမှတွန်းဆုတ်ကြောက်ရွံ့မနေပဲအကောင်းဆုံးဆောင်ရွက်ဖို့အကြံပြုထားပါတယ် တနေ့တနေ့ကိုယ်အကြီးအချင်းတွေကိုပုံမကောင်းတစ်ထက်ကောင်းအောင်အကြီးအချင်းတွေတိုးတစ်ထက်တိုးလာအောင်ကြိုးစားကြဖို့လေတိုက်တွန်းထားပါတယ်ဘဝမှာဖြစ်ပေါ်လာမဲ့ကြာရှုံးမှုတွေကိုတွေးကြောင်မနေပဲအကောင်းဆုံးပြင်ဆင်ဆောင်ရွက်လှုပ်ဆောင်ဖို့ပြောကြားထားပါတယ်အလီဘာဘာကုမ္ပဏီတည်ထောင်သူဂျမားကတော့ဘဝတစ်ချောင်းလုံးကိုလှုပ်ဆောင်မဲ့အရာတွေကိုတွေးဝေနေခြင်းမရှိပဲဖြစ်ပေါ်လာသမျှအရာတွေကိုကြံ့ကြံ့ခံပြီးအကောင်းဆုံးဖြစ်မြအောင်ဆောင်ရွက်ဖို့တိုက်တွန်းပြောကြားထားပါတယ်ဒါတွေကတော့ ဖြတ်တန်းရမယ့်ဘဝတစ်လျှောက်လုံးဖြစ်ပေါ်လာတာတွေကိုတွေးဝေကြောက်ရွံ့တွန်းဆုတ်မနေပဲအကောင်းဆုံးစူးစမ်းပြီးရလာတဲ့အခွင့်အရေးတွေကိုဖမ်းဆုပ်ပြီးအောင်မြင်မှုအဖြစ်ဖန်တီးဖို့အကြံပြုတိုက်တွန်းထားတာဖြစ်ပါတယ်